မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗိဒညချမ်းမှုဦးစီးဌာနကနေအောက်တိုဘာလ26ရက်ဒီကနေ့နနက်9:00နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လယ်ဟောအရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ဆက်လက်တည်ရှိနေပါမည်အဆိုပါမုန်တိုင်းငယ်သည်မြန်မာနိုင်ငံကုကုချုံမြို့ရဲ့အနောက်တောင်ဘက်ရေမိုင်400မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှိအရှိတောင်ဘက်ရေမိုင်430မိုင်ခန့် ကာကိနာဒါမျိုးရဲ့အရှိတောင်ဘက်ရှေမိုင်၄60မိုင်ငန့်ကွာပင်လယ်ပြင်ကိုဟိုပြူနေပါတယ်။အဆူပါမုန်တိုင်းငယ်သည်အနောက်အနောက်မြောက်ဘက်သို့ရေရှားနိုင်ပြီးနောက်6နာရီအတွင်းအာကောင်သောမုန်တိုင်းငယ်ဖြစ်သူ၎င်း29ရက်စေလ2025ရက်နေ့တွင်ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာစိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်း28ရက်စေလ2025ရက်နေ့တွင်အာကောင်သောစိုက်ကလုန်းမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်က၎င်းနှင့်ညပိုင်းတွင်အင်တရာပရာဒိရှ်ကမ်းခြေကိုဖြတ်ချုံနိုင်လေလို့ခန့်မှန်းရပါသည်။ ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အမြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းတွင်တိမ်အထင်ကျင့်ဖြစ်ထွန်းနေကာဇမ်မင်္ဂလားပင်လယ်အော်တွင်တိမ်ထူရနေပါမည်။ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးတွင်နေရာကျကျဲနေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့တွင်နေရာကွက်ကြားမှုထိချုံရပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ကျင့်ဖြစ်ထွန်းပါမည်။ ရွာရံရုံပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရတင်းတနားတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေရှားရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျုပ်ပစ်ခြင်းလက်စည်းလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်လာကြောင်းကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ မြမပင်လေးပြင်းတွင်မြဝကျွန်းပေါ်မုတ်တမကွိမုန်တင်နေနိုင်ကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့တွင်တခတရံမိုးတက်လေးပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြည့်နိုင်ပါသည်မိုးတက်လေးပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးသည်တနိုင်လင်း25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမြဝကျွန်းပေါ်မုတ်တမကွိမုန်တင်နေနိုင်ကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့တွင်ခုနှစ်ပေမှ9ပေခန့်ရှိနိုင်ပါသည်ကြံမြမပင်လေးပြင်းတွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမည် လိုင်းမြင်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလှုံပင်လယ်ပြင်တို့တွင်၄ပေမှ၆ပေကန်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးတွင်နေရာကျကျမှနေရာဆစ်ဆိတ်မူးထစ်ချုံရနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမူးထစ်ချုံရနိုင်ပါတယ်။ရွာရံလုံး60ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့တိမ်သင့်တင့်ဖြစ်ထွန်းပါမယ်ရှင်။